ဂရိတ်ဝေါ်မှာလုတ်တဲ့အချိန်မှာဆိုလို့ရှိရင်လည်းအော်ကျွန်တော်အထဲမှာဓာတ်ပေါ်ကြီးထုတ်နေရပါတော့ဓာတ်ပေါ်ကြီးထုတ်နေတဲ့အချိန်မှာအဖွဲအကုန်လုံးအထဲမှာမရှိဘူးဆိုတော့ခုနှစ်ယောက်ရှစ်ယောက်လောက်ရှိမယ်အထဲမှာရောက်နေတဲ့အချိန်မှာငလင်ထက်လုတဲ့အချိန်မှာဟိုအကုန်လုံးအထဲကနေအမြန်အမြန်ထွက်ရပါဘောနော်အဲ့အချိန်ညတကယ်ကြောက်ဖို့လည်းကောင်းတယ်အခုဆိုလို့ရှိရင်လည်းတန်ပါဒီပါဆိုရဲဒါအဖွဲလေးတစ်ခုဖွဲ့ထားရပါဘောနော် ောင်းတော့ဘလို့အချိန်တင်မျိုးမှမဆိုကိုကိုရီဘက်ကနေပြီးတော့အကောင်းဆုံးဟိုဘောအထီရောက်ဆုံးနဲ့အမြန်ဆုံးသွားပြီးတော့ကုညီကယ်ဆယ်ခွင့်ရအောင်ဆိုပြီးတော့အဖွဲလေးတော့ဖွဲ့ထားတယ်အဲဒီကားကိုကြည့်ရှင်လို့အမိပြန်လာတာရောက်ကျေးဇူးတင်ပါတယ်အဲကန်သားဖြစ်နေပြီဟုတ်ပါပကန်ပကန်သားဖြစ်နေပြီလို့ပြောအောင်အဓိကတော့ဟိုကျွန်တော် ဒါရေဘေးတော့ဆိုလို့ရှိရင်လည်းရေဘေးလျောက်ပေါ့နော်ငလင်ဘေးကြတော့လည်းဖြစ်ပြီးရဲ့နောက်တစ်နေ့မှာပဲဒါမိသားစုကိုအရင်ဆုံးအတိပေးရဲ့ကျွန်တော်သွားချင်တယ်ခွင့်ပြုခွင့်ပြုဖို့အတွက်ကိုအရင်အရင်ပြောရတယ်ပြီးတော့ဒါကျွန်တော်ရဲ့ဒါအဖွဲ့ဘောတော့တုံးတဲ့ဒီကစိတ်သူပို့သူသွားပြီးတော့ဒါ9ရက်လောက်ကိုအများကြီးဒါမျိုးမျိုးဆိုလို့ရှင်လေ9မျိုးလောက်ကိုသွားပြီးတော့ကယ်ဆယ်ခွင့်ကိုကြီးခွင့်ရခဲ့တယ်ပေါ့အဓိကကျွန်တော်တို့ဒါ ကယ်ဆယ်လုပ်တဲ့အချိန်မှာဆိုလို့ရှိရင်လည်းဒါစိတ်လို့ရှာဖို့အကောင်းဆုံးအချိန်ကဒါကျွန်တော်တို့ဒါရှာဖွေကယ်ဆယ်ရေးဝင်ပြီးတော့အဲပြိုနေနေရာကိုဝင်ပြီးတော့လုပ်တဲ့အချိန်ပေါ့နော်အဲ့အချိန်မှာဆိုလို့ရှိရင်လည်းဒါငလင်းအချိန်လုံးလှုပ်နေရဆိုတော့ အပြင်ကနေဒါမီတက်တဖွဲ့ဝင်နေရလဲကျွန်တော်စကေးထောက်ထားရရှိရကျွန်တော်စကေးနည်းနည်းလေးချော်ရတာနေကိုအလမ်းနေထားပြီးပြောခေတ္တကနေပြောအမြန်ဆုံးဖတ်နိုင်အောင်လို့စူးစမ်းကြအောင်နော်ကျွန်တော်သွားတဲ့နေ့တော့ဆိုလို့ရှိရင်လဲဒီ great wall မှာလုပ်တဲ့ချိန်မှာဆိုလို့ရှိရင်လဲကျွန်တော်အထဲမှာဖက်ဘော်ဒီထုတ်နေရပါတော့ဖက်ဘော်ဒီထုတ်နေတဲ့အချိန်မှာဟိုအဖွဲ့အပေါ်တော့အထဲမှာမရှိဘူးဆိုတော့9ရက်10ရက်လောက်ရှိမယ်အထဲမှာရောက်နေတဲ့အချိန်မှာဟို ်ငလင်ထက်လုတ်တဲ့အချိန်မှာဟိုအကုန်လုံးအထက်ကနေအမြန်အမြန်ထွက်ရတာပေါ့နော်အဲ့အချိန်ညတကယ်ကြောက်ဖို့လည်းကောင်းတယ်စိတ်ဟိုဟိုတကယ်ကြောက်ဖို့ကောင်းတဲ့အချိန်ပေါ့နော်ဟုတ်ဟုတ်တယ်ကျွန်တော်ငလင်လုတ်တဲ့နေ့ကဆိုကျွန်တော်ပကံမာရောက်နေနေပေါ့နော်ဆိုတော့အော်ဒီလောက်ချင်းချင်းနေဖြစ်သွားမယ်လို့မထင်ထားဘူးဒါပေမဲ့အချိန်မှာတော့ Facebook တွေပါရခဏပြတ်သွားတယ်ဖုန်းလိုင်းတွေရောပြတ်သွားတဲ့အချိန်မှာပြန်ပြီးတော့တွေ့ရတဲ့အချိန်မှာကိုယ်တိုင်လည်းတကယ်ဒီတိုင်းမနေနိုင်တော့ဘူးပေါ့နော်ကိုယ်တိုင်လည်း ငါတခုခုအနေနဲ့တော့ဟိုဖာရောက်ပြီးတော့ကုညီကြင်နေဆိုပြီးတော့မရောက်ရအောင်လို့အမြေပြင်ထိသွားခဲ့တာပေါ့ဟုတ်အာတန်နေအာတန်နေဆိုတာဘာလို့လဲဆိုတော့ကျွန်တော်အခုဆိုလို့ရှင်လဲတန်ပါဒီပါဆိုရဲဒါအဖွဲလေးတခုဖွဲ့ထားတာပေါ့နော်ဆိုတော့ကျွန်တော်နဲ့စိတ်တူကိုတူညီကိုတွေပေါင်းပြီးတော့အဲနောက်ပိုင်းနောက်နောက်ဘလို့အခြေအနေမျိုးမှမဆိုကိုကိုရီဘက်ကနေပြီးတော့အကောင်းဆုံး ဟိုဘောအထီရောက်ဆုံးနဲ့အမြန်ဆုံးသွားပြီးတော့ကုညီကယ်ဆယ်ဝင်ရအောင်ဆိုပြီးတော့အဖွဲလေးတော့ဖွဲ့ထားတယ်။အဲနောက်နောက်ဘယ်လိုမျိုးအခြေအနေမျိုးမှမဆိုတော့ကျွန်တော်တို့ကတော့အမြန်ဆုံးသွားဖို့လှုပ်ထားတယ်။ဟုတ်။ဟောအဲ့လိုမျိုးတော့တို့ကလုံးလုံးစိတ်မပူဘာဖြစ်လဲဆိုတော့ကိုယ်တိုင်ကလည်းဟိုအကုန်လုံးလည်းဒါပြောချင်တာပေါ့နော်။ဟိုကိုယ်တိုင်အခြေအနေတခုမှမသိရဘဲနဲ့ကိုယ်တိုင် Facebook ကဟာကိုပဲအဲယုံကြည်ပြီးတော့ Facebook Facebook ကနေပဲအဲ့လိုမျိုး ဖောင်းထုတာမျိုးကြီးမလုပ်စေချင်ဘူးကိုယ်တိုင်ကိုယ့်ဘက်ကဘာလုပ်ပေးလို့ရမလဲလူဝါဆိုတဲ့လူဝါငွေရဆိုတဲ့ငွေရဘာကူညီပေးလို့ရမလဲဆိုပြီးတော့တခုခုအဲစဉ်းစားပြီးတော့လုပ်စေချင်တယ်ပေါ့နော်တယောက်နဲ့တယောက်လူတယောက်က name လုပ်နေတာမဟုတ်ပဲခဏရင်ရှိရမှာပေါ့အဓိကကျွန်တော်ကတော့ပြောသလိုဟိုလူအားဖြစ်ဖြစ်ငွေအားဖြစ်ဖြစ်ကိုယ့်ဘက်ကဘာလုပ်ပေးလို့ရမလဲကိုယ့်ဘက်ကနေပြီးတော့အကယ်၍မြေပြင်ထိမသွားနိုင်ဘူးဆိုလို့ရှင်တော့မှာမြေပြင်ရောက်နေတဲ့လူတွေရဲ့ဒါ သတင်းတွေကိုပြန်ပြီးတော့ sharing လုပ်ပေးတာမျိုး Facebook မှာပြန် share ပေးတာမျိုးကိုလုပ်စီချင်တယ်ပေါ့နော်အဓိကအလုံးတယောက်နဲ့တယောက် blame တာမျိုးတယောက်နဲ့တယောက်ဟိုအဲ့ရရမှာနေပြီးတော့ဖုန်းကြီးသုံးပြီးတော့တယောက်နဲ့တယောက် blame လုပ်နေတာမျိုးကတော့ဒါမလုပ်သင့်ဘူးလို့ထင်တာပဲဟုတ်အဓိကတော့ဘလို့အခြေအနေမျိုးမှမဆိုအဲတွေးကြောက်တွေးကြောက်နေရမျိုးမဟုတ်ဘဲနဲ့အဲထိတ်တက်ရင်ဆိုင်ပြီးတော့ကိုဘက်ကနေပြီးတော့ဘာတွေလုပ်ပေးလို့ရမလဲကိုဘက်ကနေပြီးတော့ဘာတွေဟိုကိုမိသားစုဝင်တွေဘယ်လိုဆောင်ရှောက်ပေးလို့ရမလဲ ိုယ်ပတ်ဝန်းကျင်ဘယ်လိုမျိုးခွင့်ကြီးပေးလို့ရမလဲဆိုပြီးတော့အစ်စိတ်တက်နေလည်းပဲအကုန်လုံးနေစေချင်တယ်ပေါ့နော်အကုန်လုံးလည်းနူးနူးကြကြနေဖို့အတွက်လည်းပြောချင်ပါတယ်ဒါပေမဲ့ဟိုမဟုတ်တဲ့ site ဝါသတင်းတွေတော့မယုံစေချင်ဘူးပေါ့မဟုတ်